ဆန္ဒပြုတဲ့အတိုင်းချိုးသွားဆွမ်းဆောင်နိုင်တဲ့သူတော်ကောင်းတွေဖြစ်အောင်ကိုယ့်ကိုယ်ကိုတောင်းပန်ပါမယ်နော်။ယေဇောဗျာကတော့ဘာပဲတတ်နိုင်တယ်လို့ပဲအယိုးသားဆုံးဝင်တာလေ။နော်။ဆရာလေးတို့နဲ့ဘုန်းကြီးတို့ဒါတို့ကမိကိုရထားပြီးဆိုစူးစမ်းကြည့်နော်။တော့ဘာဖြစ်ရဆိုရင်ဆရာမလေးကိုရောလာလေလောက်ကြအောင်

ဆရာလေးကိုကြောပြီးပြီစိုးစားဆောင်မှာကြောတယ်ဆရာသာဓုခေါ်ပြီးအဲ့ဒီရတဲ့ကုသိုလ်လေးကြောင့်နော်ဖြစ်ဒီယာဘဝတိုင်းမှာဘုရားအထုတ်တဲ့နေရာမှာလည်းအစဉ်တန်းမြင့်မြင့်ဒီထက်ကောင်းတဲ့အဆောက်အအုံနော်အစာအသောက်တွေ 여와 모자 안으로 해서 우리 양배네 저다 보내 아침에 이제 뭐 우리한테